အားလုံးမင်္ဂလာပါကျွန်တော်ရဲ့ဒူဒီကိုဇွဲ channel နေကြိုဆိုပါတယ်ဒူဒီကိုဇွဲ channel ကနေကြိုဆိုပါတယ်လို့နော်ပြီးခဲ့တဲ့ပတ်ကဘုဒူးနေ့ညမှာကျွန်တော်ပြောထားတယ်နော်တစ်သုံးအပိနေတစ်သုံးတချို့ရကြတယ်အဲ့ဘုဒူးနေ့ညဗီဒီယိုပိုင်းတခြားကြည့်ထားလို့ဆိုရလိမ့်မယ်နော်ကျွန်တော်တပတ်စုံကဏ္ဍတူနှစ်ခါကြားထားခြင်းကြောင့်တစ်သုံးတစ်ခွက်ကောင်း ပြီးရင်တသုံးထွက်တယ်တသုံးမထွက်ရင်10တင်ငါတစ်ခွန်သုံးခွက်ထက်တစ်ခွက်ထွက်မယ်လို့ကျွန်တော်ပြောထားတယ်တစ်ခွန်လည်းထွက်တယ်တသုံးလည်းထွက်တယ်နော်ရတဲ့သူလည်းရကြမှာပေါ့နော်မရတဲ့သူတွေလည်းကျွန်တော်ဆက်ပြီးစူးစမ်းပေးပါပါနော်စူးစမ်းပေးပါပါလို့စူးစမ်းပေးပါပါအဲ့တော့ဒီတစ်ပတ်က မိတ်ဆွေတို့ကိုကျွန်တော်ဒီတစ်ပတ် member မခေါ်ထားဘူးเนาะဒီတစ်ပတ်ဒါဒီ channel မှာတော့ကျွန်တော် member မခေါ်ထားဘူးအဲ့တော့ဒီတစ်ပတ်မှာကျွန်တော်ခုမကျော်အနေနဲ့ခံမှန်းထားတာတွေကဒီပတ်စည်းတွေရှိမယ်เนาะတစ်ပတ်စီရယ်လေးပတ်စီရှစ်ပတ်စီကိုးပတ်စီเนาะဟူမတပတ်ဟူမကျော်ခွေဆိုရင်3 5 6အခွေရယ်3 6ခွေကိုခွေရယ်ဘုံတူက3 6ပါเนาะသတိထားเนาะပြီးရင်တပတ်ဆံမွေးကောက်က နှစ်ခုကျွန်တော်ထုတ်ပေးတယ် A နဲ့ B ဆိုထုတ်ပေးတယ် A မှာဆိုရင်2328ခွန်သုံးခွန်ရှင်ပြီးခဲ့တဲ့ပတ်ကပေးတဲ့၄ခွက် B မှာက3136 5156နော် break ကတပတ်စာ break ဆို၄ခု break ၄ခု break မှာကျွန်တော် break light လေးတွေကျွန်တော်ရွေးခွက်လေးတွေကျွန်တော်ထုတ်ပေးထားတယ်ဒီ break light မှာဟဲ့၄ခု break က break နှလုံးလုံးဆင်းဖို့များတယ်အဲ့ဒီသတိထားမိဟဲ့ဒီအခွေနှစ်ခုကလည်းဆင်းလိမ့်မယ်နော်အပူပအခွေကလည်း ဒီပတ်သီးကတော့မိတ်ဆွေကိုကြိုက်တယ်လိုက်ပါဒီပတ်သီးထဲမှာကျွန်တော်အင်္ဂါမကြောခံမှန်းထားတာတင်းနဲ့ရှစ်ပေါ့နော်တင်းနဲ့ရှစ်ကိုကျွန်တော်ခံမှန်းထားတယ်နော်အဲ့တော့မိတ်ဆွေတို့မိတ်ဆွေချင်းချင်းပြီးလိုက်ပါကျွန်တော်ဘယ်ရွေးဘယ်ပတ်သီးလိုက်ပါလို့ကျွန်တော်ကဒါတော့ကျွန်တော်ဒီတစ်ပတ်ပါမန်ပါမန်လည်းမခေါ်ဘူးကျွန်တော်ပြီးခဲ့တဲ့ပတ်ငါပတ်သီးမထွက်ရင်ကျွန်တော်နောက်တစ်ပတ်လုံးဝမမခေါ် free ပေးမယ်လို့ကျွန်တော်ယောက်ျားစကားပြောထားတဲ့အတွက်ကျွန်တော်ယောက်ျားစကားနဲ့တီးအောင်ကျွန်တော်လှုပ်လှုပ်ပေးတာပါဟုတ်ပြီနော်ဒါကတစ်ပတ်စာပါမိစုတို့ဒါလေး screenshot ရိုက်ယူထားပေးပါ နော်ကင်မရာမငြိမ်းတော့နည်းနည်းလေးတီးခန့်ပေးပါဗျာနော်ကဲအဲ့တော့မနက်ဖြန်အတွက်မနက်ဖြန်တော့ကိုမေးစွတပတ်အတော်မှာလေကျွန်တော်ကျွန်တော်ကြိုက်ဆုံးပါနော်ဦးမကျော်မှာဆိုတစ်ပတ်စီနဲ့ရှစ်ပတ်စီအခွေရ3 4 5 6အခွေနော်ငွေကွက်ဆုံး3 1 3 6 5 1 5 6နော်ပြီးဒီငွေငါးကွက်ကိုတတိထားပါ ီရလေးကိုမိတ်ဆွေစခွင့်ရတယ်အဲ့အများကြီးမထိုးနိုင်လို့ဒီမွေးငါကွက်ကိုပွင့်မွေးထိုး၃ရက်တုန်းထွက်ဖို့များတယ်ဟုတ်ပြီနော်ကဲအဲ့တော့တင်းလန်နေတော့ပြောအောင်နော်တင်းလန်နေတော့ဆိုရင်ပြပြတော့ရည်တနင်္လာနေ့တော့ကျွန်တော်ရဲ့နေကုန်လုံးမယ်ဟာနှစ်တလုံးရှိမယ်နော်နေကုန်ပတိဟာတစ်ရှိပတိရှိမယ် ကီးခွေက369လေဒီကီးခွေကနေလည်းပြီးထွက်သွားနိုင်တယ်နော်အားလေးသတိထားပြီးပါပြီးနေကုန်ထိုးပွဲဆိုတက်နေဆို1318194ရှင်းနေဆိုရင်7388894ပါဟုတ်ပြီနော်အဲ့တော့နေကုန် break ဆိုရင်2 break 3 break 4 break 5 break ရှိပါမယ်နော်အဲ့တော့ပြီးခဲ့တဲ့တောက်ကြံနေထွက်တာကနန်းကမနက်9:00ညနေ3:00အလင်နက်ခတ်ဖြစ်လို့1389ခွေ3ရက်တုန်းတရားရခိုင်နှုန်းလာမယ်ဟုတ်ပြီနော် ပြီးရင်အပိညာနေထိုင်းပါဝါတက်သုံးထွက်တာကြောင့်ခွန်ကိုတင်းနေအခွေလာနိုင်မယ်နော်အဲ့ခွေနှစ်ခုလာမယ်အဲ့တော့ပထမမင်းရောကျွန်တော်ယူပေးထားတယ်ပထမမင်းရောမှာဆိုတက်သုံးတက်ကိုတက်လေးပါနော်ဒူမင်းရောကြမ်း၈၄၈၃၈၈ပါဗျနော်မနက်ပိုင်းတော့နေကုန်နှစ်ခွက်ကောင်းဆိုရင်နှစ်တင်းနဲ့နှစ်ရှစ်ပါနော်နှစ်တင်းနဲ့နှစ်ရှစ်ပါပြနေကုန်တစ်ခွက်ကောင်းတစ်ရှစ်ပါဟုတ်ပြီနော် ဲ့တော့တပတ်တော့ကျွန်တော်ခံမှန်းချက်ဆိုရင်ညီကိုရဲ့နှက်ခတ်ကျွန်တော်ကြိုက်ပါတယ်အဲ့တော့တင်းလန်အင်ကနှစ်ရက်တော့မှာ၄ပတ်စီနဲ့၈ပတ်စီသတိထားပါဗျာနော်ကဲတင်းလန်အဖွင့်နေပြီဆိုမေးစလို့ပါပါလိုက်ကြပါလားဒီမွေးကွက်ကိုမွေးထိုးပါချိန်သိလာမယ်နော်ဒါလေးကျွန်တော်ပြောချင်ပါတယ်ကဲအားလုံးအဖွင့်နေအဖွင့်လှလှလေးနဲ့ဖွင့်နိုင်ကြပါစေဗျာအားလုံးကျေးဇူးပါဗျာ